ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါနော်။တနင်္ဂနွေသားသမီးများအတွက်ပတ်စဉ်တောက်ကြနေညနေ6:00နာရီမှာကျွန်တော်ပုံမှန် တင်ပြနေကြဖြစ်တဲ့ဟောပေးနေတာပါနော်။ဒုက္ခကျေဝင်တဲတော်နမိတ်ကိုတဲတော်ကခொနကချပြီးတော့ကံကြမ္မာဖတ်ကြပြီးမှာဖြစ်ပါ။အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်ကျွန်တော်တို့ကံကြမ္မာဖတ်ကြပြီးမှာပေါ့နော်။အဲ့တော့တနင်္ဂနွေသားသမီးတွေရဲ့ကံတရားက နံပါတ်1ကဒီ The Star ဆိုတာဒူဝင်ဂျယ်ဆိုတဲ့နမိတ်ပေါ့နော်ဒူဝင်ဂျယ်နမိတ်ကကြတော့အင်တာမကောင်းတဲ့နမိတ်ဖြစ်ပါတယ်ဒါကံကြမ္မာပွင့်လန်းခြင်းဆိုတာကိုညွှန်ပြတဲ့နမိတ်ပါနော်အဲ့တော့တနင်္ဂနွေသားသမီးတွေကဒီကာလမှာမိမိတို့ရဲ့စီးပွားရေးတွေမိမိတို့ရဲ့အလုပ်ကိုင်တွေအကြံစီတွေစိတ်ကူးတွေနောက်မိမိတို့ရည်ရွယ်ချက်ရည်မှန်းချက်တွေဟာတဲ့အေကံမုတ်ချအစဉ်ပြေုံမျှမက အောင်မြင်ကြော်ကြားခြင်းတွေပါ ဖြစ်နိုင်တဲ့ကံကြမ္မာမျိုးရှိပါတယ် တော့လက်ရှိကိုလုံနေတဲ့အလုပ်တွေအောင်မြင်နိုင်တယ်ပေါ့နော်အာကိုကြိုးစားအထုတ်နေတဲ့ငွေချင်းနဲ့ပတ်သက်တဲ့ကံတရားတွေဖြစ်ထွန်းနိုင်တယ်နောက်တစ်ခုကကိုယ့်ရဲ့ရည်ရွယ်ချက်စီမံချက်တွေကကိုကြီးမှန်းထားတာတဲ့မကအောင် ပို့ပြီးတော့အောင်မြင်နိုင်တယ်ပေါ့သူ့ရဲ့နမိတ်ကအောင်မြင်ရုံများမကကြောကြားခြင်းတွေပါ တွဲပြီးတော့ပူတွဲပေါင်းဆက်ပြီးတော့ပါဝင်နေတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်အဲတော့ဆိုလိုတာကတော့အလုပ်တွေလည်းအဆင်ပြေမယ်စီးပွားရေးတွေအောင်မြင်မယ် ကိုအောင်မြင်နေဆိုတာကိုလည်းပဲကိုယ့်ရဲ့မိသားစုဆွေမျိုးသားချင်းတွေမိတ်ဆွေပေါင်းတဲ့တကယ်ချင်းတွေမှာကြော်ကြားမယ်ပေါ့နာမည်တွေကြီးတယ်ပေါ့မဘသူကတော့အလုပ်တွေရမ်းအဆင်ပြေနေတယ်ပြောတယ်ကိုဘသူပါဆိုရင်တော့ဘယ်လိုအခြေအနေနဲ့ဘယ်လိုအောင်မြင်မှုတွေရသွားတယ်ပြောတယ်အဲ့လိုမျိုးနာမည်ကြီးချင်းတွေပါရောပြီးတော့တွက်ဆက်ပြီးတော့ပါဝင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ တဲရောနမိတ်မှာကြတော့စာအနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတနင်္ဂနွေသားသမီးတွေအတွက်ထူးထူးခြားခြားအောင်မြင်ဖြစ်ထွန်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အနုပညာလုပ်တွေနောက်စာပေနဲ့ပတ်သက်တဲ့လုပ်တွေပေါ့နော်။နောက်ဂီတနဲ့ပတ်သက်တဲ့လုပ်တခုခုဖန်တီးတဲ့လုပ်တခုခုတီထွင်တဲ့လုပ်တွေမှာပို့ပြီးတော့ထွန်းတောက်အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်တာ။ဒါမှမဟုတ်မိမိတို့တနင်္ဂနွေသားသမီးတွေအတွက်ရက်ဝဲရနေပြီးတော့ဆက်တွယ်ချိတ်ဆက်ထားတဲ့ စီးပွားရေးကဏ္ဍအလုပ်ကိုင်းနေမှာဆိုရင်လည်းထူးထူးခြားခြားတရင်ကောင်းကြားရခြင်းတွေကြုံမယ်ပေါ့နော်အဲ့တော့နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေပို့ပြီးတော့အောင်မြင်မှုရတတ်ပါတယ်အဲ့တော့တရင်ကိုယ်တော်သမီးတွေအတွက်ဒီကလာမှာလှုပ်ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်လားဆိုရင်လှုပ်တင်ပါတယ်နောက်တစ်ခုကကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်းနေတဲ့သူတွေဆိုရင်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေကိုတိုးချဲ့ပြီးတော့လောက်ကင်ဆောင်ရွက်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် နံပါတ်1ကကျွန်တော်တို့တနင်္ဂနွေသားသမီးတွေငွေကြေးနဲ့ပတ်သက်တဲ့ကံတာတာပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတာမှာကြတော့ထူးထူးခြားခြားသူကနမိတ်တခုသွားတွေ့တာပေါ့အဲ့ဒီနမိတ်ကဘာနမိတ်လဲဆိုတော့အစင်မပြေတာမဟုတ်ပြေတယ်ပြေပေမဲ့လည်းပဲစိတ်မော လူမောဖြစ်နေရတယ်ငွေတွေမရဘူးလားဆိုတော့လည်းရအလုပ်တွေမအောင်မြင်ဘူးလားဆိုတော့လည်းအောင်မြင်တယ်အဲ့တော့အလုပ်တွေကလည်းဖြစ်ထွန်းတယ်ငွေကြေးတွေကလည်းအစင်ပြေတယ် ျော်လင့်ထားတဲ့အတိုင်းလည်းအောင်မြင်တယ်ဒါပေမဲ့ပျော်သလားဆိုတော့မပျော်ဘူးမပျော်ဘဲနဲ့အဲ့ဒီအလုပ်တွေကိုတဲ့စိတ်ကုံနေတတ်တာတို့အဲ့ဒီအလုပ်ကိုညင်းငွေနေတာတို့ဖြစ်တတ်တယ်တဲ့အာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်နေမှာဆိုရင်တော့တန်ဝေကညံတဲ့တန်ဝေကညံဝင်လာတတ်တာပေါ့နော်ဒါပေမဲ့တန်ဝေကညံအစ်စ်မဟုတ်ဘဲနဲ့တရင်ကစိတ်ကုံခြင်း ဖြစ်တတ်တယ်ဒါကြောင့်အထုသတိထားသင့်ပါတယ် တံဝေကညာအစ်စ်ဆိုရင်တော့အင်မတန်မှကောင်းတယ်ပေါ့နော်ဒီလော်ကီကိစ္စတွေစီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေသူအနှစ်သာရမရှိဘူးအကာတက်တဲ့ပဲလို့တကယ်ကိုတံဝေကညာရပြီးတော့အဲ့ဒီအရာတွေကိုကြောခိုင်းသွားတယ်ဆွန့်လွတ်သွားတယ်ပြီးရင်သူကဘာသာရေးနဲ့ပတ်သက်တဲ့တရားဓမ္မနဲ့ပတ်သက်တဲ့ဘက်ကိုခိုလုံသွားတာပေါ့ဝင်ရောက်သွားတာအဲ့ဒါကတော့တံဝေကညာအစ်စ်ဖြစ်တဲ့အတွက် အင်မတန်မှကောင်းတယ်ပေါ့ဒါပေမဲ့တခါတရံမှာတန်ဝင်းကညာအစင်မဟုတ်ပဲနဲ့တရင်ကစိတ်ကုံတာလေးတွေတရင်ကညင်းငွေတာမျိုးလေးတွေလည်းဖြစ်တတ်တယ်အဲ့ဒါဆိုရင်တော့မကောင်းပါဘူးเนาะအဲ့တော့ပြောချင်တာကတော့တနင်္ဂနွေသားသမီးတွေကငွေကြေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေမယ်ဒါပေမဲ့အလုပ်ကိုစိတ်ကုံတာတို့အလုပ်ကိုညင်းငွေနေတာတို့နောက်စိတ်မောလူမောဖြစ်ပြီးအလုပ်လုပ်ချင်သိတဲ့မရတာမရှိတော့တာတို့နောက်ငွေတွေအရန်ရမယ်ဝင်မှန်မှန်တိပါရက်နဲ့မကြိုးစားအာမထုတ်ချင်တော့တာတို့အဲ့ဒါမျိုးလေးတွေဖြစ်တတ်ပါတယ် နံပါတ်3ကတော့အရေးကြီးတာဒနင်္ဂနွေသားသမီးတွေရဲ့ကျန်းမာရေးကံတရားတဲ့အဲကျန်းမာရေးကံစားတာကတော့တော်တော်လေးကောင်းမှကျန်းမာရေးနဲ့ပတ်သက်ရင်စူးစူးရွားရွားအညံ့နေခိုက်တယ်မရှိပါဘူးကျန်းမာမဲ့အချိန်လို့ပြောမှဆိုရင်ပြောလို့ရပါတယ်နော်ကျန်းမာရေးညံ့နေတဲ့ဒနင်္ဂနွေသားသမီးတွေဆိုရင်တော့အင်မတန်မှကောင်းမှပြန်ကောင်းမှပေါ့နော်နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့တရင်ကောင်းကြတတ်တာပေါ့ဆွေမျိုးသားချင်းတွေမိတ်ဆွေအပေါင်းအသင်းဆွေမျိုးသားချင်းတွေအောင်မြင်တဲ့တဲ့ရင်တွေကိုကြား ကိုယ်ချစ်ခင်ရတဲ့ဆွေမျိုးသားချင်းတွေအတွက်စိတ်ချမ်းသာပျော်ရွှင်ရကိုကဆွေမျိုးသားချင်းတွေအတွက်ကိုကအာတခုခုဖြစ်စေခြင်းနဲ့ဆန္ဒနဲ့လောက်ကင်ဆောင်ရွက်ပေးနေတဲ့ကိစ္စတွေဆိုရင်တော်တော်လေးအကျိုးပေးပြီးတော့ဖြစ်ထွန်းအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါကလူမှုရေးကဏ္ဍတွေမှာတော့နည်းနည်းလေးညံ့တတ်တယ်အတိုက်ခံလေးတွေပေါ်တတ်။နောက်အခြေအနေနဲ့ပတ်သက်ရင်တော့ကံတရာကောင်းတဲ့စေစားကြောင်းလန်ကိစ္စတွေမင်္ဂလာကိစ္စတွေမှာထူးထူးခြားခြား အကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါတနင်္ဂနွေသားသမီးတွေအတွက်တပတ်တာကာလမှာကြုံတွေ့ရမယ့်ကံကြမ္မာတွေကိုတဲတော်နမိတ်ဖတ်ကြပေးခဲ့တာဖြစ်ပါတယ်နော်။တော့တနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာဆိုရင်ဒါအနဲ့ရောင်နဲ့အစိမ့်ရောင်နဲ့ကောင်းပါတယ်။နောက်ထီထိုးတာတို့ကံစမ်းမဲ့ထိုးတာတွေဝါသနာပါတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်ခွန်အစ၄ဆုံးတို့နော်၄အစ9ဆုံးတို့စတဲ့နံပါတ်တွေဟာ ို့ပြီးတော့အကျိုးပေးသေးပါတယ်။နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုထမ်းလျက်ခဲထညက်ခဲပေါ့စက်တခဲကတ်လူပူဇော်ပြီးတော့ဆုတောင်းပါအညံ့အခိုက်တွေပြေပြောင်းပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေတနင်္ဂနွေသားသမီးအပေါင်းကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လိုရာဆန္ဒတလုံးတော်ပါလေရရှိနိုင်ကြပါစေလို့အယူတော်မင်္ဂလာချမ်းနေလှိုက်လိုက်လဲလဲဆုတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်။